ယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုပုံမောင်မောင်စူးစီးတင်ဆက်ထားပါတယ်။အဲဒီနေ့ကျွန်တော်အဓိကပြောချင်တာကနိုင်ငံရေးတိုးတက်မှုပေါ့နော်။နိုင်ငံရေးတိုးတက်မှုလိုအပ်တယ်။အနိုင်ငံရေးတိုးတက်မှုမရှိလို့ရှိရင်ကျောင်းနိုင်ငံဟာဘယ်လိုမှရှေ့ဆက်လို့ရမှာမဟုတ်ပါဘူးနော်။တစုတစ်ဖွဲ့နဲ့ဘယ်လိုမှရှေ့ဆက်လို့မရအောင်ခင်ဗျားတို့ဘလောက်ကြီးပဲတစ်ဖက်ကနိုင်နေနိုင်နေကျွန်တော်တို့နိုင်ငံရေးတိုးတက်မှုမရှိတဲ့ကာလပတ်လုံး ဒီတိုင်းမွဲတဲ့မွဲတဲ့နိုင်ငံဖြစ်နေမယ်နော်ပဝင်းကျင်နိုင်ငံနဲ့ရှင်လို့ရှိရင်အမြဲတမ်းနှိမ်ချနေတဲ့နိုင်ငံဖြစ်နေမယ်အဲဒီအတွက်ကြောင့်မလို့နိုင်ငံတိုးတက်မှုရှိဖို့လိုအပ်တယ်နော်အခုရွေးကောက်ပွဲရွေးကောက်ပွဲနဲ့တူမကြခင်အစိုးရတည့်ရပေါ်လာမယ်ကျိုးစုံပါတယ်ဘယ်အစိုးရပဲတက်လာတက်လာပါတော့เนาะကျွန်တော်တို့ကတော့တက်လာတဲ့အစိုးရတိုင်းကိုကျိုးစုံမှာဖြစ်တယ် အဲ့ဒီအစိုးရနဲ့ကိုအစိုးရဘောဗျာနော်နိုင်တဲ့ဘက်ကနေပြီးတော့ပူပေါင်းသွားမယ်ပန့်ပိုးသွားမယ်အဲထောက်ပြသွားမယ်ဝေဖန်သွားမယ်ဘောဗျာနော်အကြံပေးသွားမယ်ပေါ့ကျွန်တော်တို့အကြံဉာဏ်လေးတွေပေါ့ဒီ online ဘောကနေကျွန်တော်ပြောသွားမယ်ဘောဗျာကွန်မန်ကြီးအားပေးနေပါတယ်မင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့မင်္ဂလာပါအဲ့တော့ပဲဆိုရပါတယ်တလားကျွန်တော်တို့နိုင်ငံမှာတခြားရွေးချယ်ကြလည်းမရှိဘူးလေဗျာနော်ကျွန်တော်ပြီးရလိုက်နေမှာပြောခဲ့ပါတယ်အမ် တော်လိုင်းပဲကြည့်တဲ့ခါကျလည်းဘလို့မှအသက်ရှူလို့မဝတဲ့အခြေအနေမျိုးတွေရှိတယ်။ဒီစစ်တပ်ဆက်သွားမဲ့နိုင်ငံကြီးပဲကြည့်တဲ့ခါကျတော့လည်းမကြိုက်ပါဘူးနော်။အဲ့တော့အဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မှရွေးချယ်စရာလည်းများအားမရှိဘူး။အဲ့တော့စစ်တပ်ကဆက်သွားမဲ့အခုဒီရွေးကောက်ပွဲနဲ့နိုင်ငံကြီးဆက်သွားခြင်းဟာဘာပဲဖြစ်ဖြစ်တော့ယုတ်တိယုတ်တန်ရှိသေးတယ်လို့ကျွန်တော်ပြောရမှာပေါ့ဗျာနော်။ဟွန်းဟွန်း။ယုတ်တိယုတ်တန်ရှိသေးတယ်လို့ပြောရမှာပါ။ ဲ့တော့တက်လာတဲ့အစိုးရနဲ့ကျွန်တော်တို့စနပြောသလိုပေါ့လက်တွဲသွားမယ်နော်နိုင်တဲ့ဘက်ကနေထောက်ပြဝေဖန်သွားမယ်ပေါ့အပြည်သူကောင်းဖို့ပြည်သူတက်ပဲမျက်နှာမူအောင်ပါကျွန်တော်ပြည်သူဆိုတဲ့နေရာမှာလည်းနီနီပြပြဝါဝါစင်စင်အားလုံးဟာကျွန်တော်တို့ပြည်သူတွေပါပဲနော်ဟုတ်ကဲ့မင်္ဂလာပါအားပေးနေပါလေချစ်ရှိုင်းမင်္ဂလာပါနော်ခွန်သိန်းဝင်းလည်းမင်္ဂလာပါအီအီမွန်မင်္ဂလာပါကွန်မွန်မင်္ဂလာဟုတ်ကဲ့ပါအဲ့တော့ ဲ့တော့ဒီရွေးကောက်ပွဲမဲဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့အဲကြံ့ခိုင်ရေးပါတီဝင်ပေါ့နော်ဥခင်ကြီးပြောတာလေးတွေလည်းသိကောင်းပါလေအဲသူရဲ့နိုင်ငံရေးသူရဲ့ vision မသူသူရဲ့ plan နေ agenda တွေချပြနေရလေတော်တော်လေးကောင်းပါလေနော်ဟိုစိုက်ပျိုးရေးနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်သွားမလဲစသဖြင့်ပေါ့လုံခြုံရေးနဲ့ပတ်သက်ပြီးဘယ်လိုဆောင်ရွက်သွားမလဲအဲနောက်ထပ်ကျွန်တော်တို့ဒီဈေးကွက် ဒီဈေးကွက်စီးပွားရေးအနေနဲ့ဘယ်လိုဆောင်ရွက်သွားမလဲကုန်စည်လုံးနဲ့ကြာစင်းမှုဘယ်လိုဆောင်ရွက်သွားမလဲဆိုတာလေးတွေချပြနေတာဒါမျိုးတွေကျွန်တော်မျှော်လင့်နေရကြပါပြီအဲအခုလိုမျိုးအဲဥခင်ကြီးတို့ပြောနေတာတွေเนาะနောက်ထပ်ဒီ PPP ပါတီကပြောနေတာတွေချို့ပါတီတွေပေါ့အလုံးစုံပါတီတွေကပြောဆိုနေရကြည့်ရတာဟာအဲတော်တော်လေးကိုအားရဖို့ကောင်းပါတယ်ကျွန်တော်မျှော်လင့်နေတာပါပဲအခုလိုမျိုးအခုလိုမျိုးပြောလာတဲ့အတွက်ကြောင့်လည်းကျွန်တော်တို့အများကြီးအများကြီးအဲဝမ်းသာမိပါတယ်เนาะအဲ့တော့ အအဓိကပြောချင်တာကဘာလဲဆိုတော့စ조사ပါတယ်เนาะဒီကြံ့ခိုင်ပါတီလည်းတော်တော်조사ပါတယ်စစ်တက်လည်းတော်တော်조사ပါတယ်ဥမင်းအွန်လိုင်းလည်း조사တယ်လို့ဆိုတော့조사တော့ဗျာเนาะ조사တဲ့နေရာစေတနာထားတာမထားတာကျွန်တော်မသိဘူးဗျာเนาะသူအလုပ်조사တဲ့နေရာမှာတော့ဥမင်းအွန်လိုင်းတော်တော်조사ပါတယ်စေတနာလည်းတော်တော်ပါပါတယ်သူစေတနာကျွန်တော်ဆက်နောက်ပြောသလိုအဲစေတနာထားတာမထားတာဆိုတော့ကျွန်တော်ဒီဘက်ကလည်းတစ်ဖက်တစ်ဖက်ကြီးအဆုံးရောက်ရောက်သွားနိုင်ပါတယ်เนาะ နဲ့သူစေတနာအပြည့်အဝနဲ့သူစူးစမ်းနေရအောင်တွေ့ရတယ်အဲသူနဲ့သူကြံ့ခိုင်ပါတီပေါ့နော်မြန်မာပြည်မှာရှိတဲ့တိုင်းပြည်ပြည်ပြည်ချစ်တယ်ဟုတ်လားမျိုးသားရေးသမားတွေစသဖြင့်ပေါ့အစိမ်းချစ်သူတွေသူတို့လည်းစူးစမ်းနေတာတွေ့ရပါတယ်နော်ဒါပေမဲ့တိထားမှာပါလဲဆိုတဲ့ခါကျတော့ခင်ဗျားတို့နိုင်ငံရေးရည်မှန်းချက်တွေကောင်းတယ်စီးပွားရေးရည်မှန်းချက်တွေကောင်းတယ်ဈေးကွက်စီးပွားရေးရည်မှန်းချက်တွေကောင်းတယ်ကုန်စည်လုံးပြည်သူလူထုကိုဘလို့လှုပ်ကြွေးပြုမယ်ဆိုတာလေစီမံချက်တွေကောင်းပါတယ်ဒါပေမဲ့တိထားမှာပါလဲဆိုတော့ နိုင်ငံရေးဟာတစုတစ်ဖွဲ့နဲ့ရှေ့ဆက်လို့မရအောင်အဲ့တော့ဘလောက်ကြီးပဲကိုယ့်ဘက်ကရည်မှန်းချက်တွေ plan တွေကောင်းနေကောင်းနေတန်တမန်ရေးရာကြာရှုံးလို့ရှိရင်အားလုံးကကြာရှုံးမဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဥမင်း online နဲ့ဒီပြည်ခိုင်ဖြိုးမှာပြည်ခိုင်ဖြိုးကတော့အားလုံးသိတယ်မဟုတ်ပြနိုင်လာမှာကျွန်တော်ကသိနေမှာဘာကြောင့်လဲဆိုတော့အဲ့တော့ကျွန်တော်ကဂျိုဒင်တော့မဂျိုဒင်မိအောင်မအစိုးရဖွဲ့လို့အစိုးရအစိုးရလုံးပြောလို့ရတယ်ပါပဲเนาะ အဲ့တော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုခေါမလဲတိထားရမှာပါလို့ဆိုတော့တစုတစ်ဖွဲ့နဲ့ကျွန်တော်ဘလို့မှရှေ့ဆက်လို့မရဘူးတစုတစ်ဖွဲ့နဲ့ရှေ့ဆက်နေရှေ့ဆက်လို့မရတဲ့အတွက်ကြောင့်မို့လို့တန်တမာရေးတိုးတက်လာဖို့လိုတယ်တန်တမာရေးတိုးတက်လာဖို့ဆိုတာကကျွန်တော်ပြည်တွင်းမှာရှိနေတဲ့ကျွန်တော်ဒီနိုင်ငံရေးအင်အားစုတွေကြားထဲမှာနိုင်ငံရေးအဖြစ်တိုးတက်ဖို့လိုတယ်နိုင်ငံရေးအဖြစ်တိုးတက်မှလည်းတန်တမာရေးရတိုးတက်လာမယ်တန်တမာရေးရတိုးတက်လာမှလည်းဈေးကွက်စီးပွားရေးအရာတိုးတက်လာမယ် မြန်မာနိုင်ငံကထားပါတော့အာဒီဒီခိုင်ဖြိုးနဲ့ဒီပေါ့နော်တို့ရဲ့စီးပွားရေးအဂျန်ဒါကြီးချပြတဲ့ကိုကောင်းပါလေဒါပေမဲ့သိရမှာပါလဲဆိုတော့ဈေးကွက်ကိုကျွန်တော်ရှာမှာဈေးကွက်ဆိုတဲ့နေရာမှာအခုကျွန်တော်ဒီအစိုးရရဲ့တို့ဒီခိုင်ဖြိုးရဲ့ဒီဈေးကွက်တွေပါလေပေါ်ဆောင်မဲ့ပုံစံဟာဈေးကွက်ပြီးတော့တက်လာမဲ့အစိုးရတည့်ရနေနေပေါ့နော် မိကိုကမှရုရှားနဲ့တရုတ်လောက်မိကိုနဲ့ဈေးကွက်ဆိုလို့ရှိရင်ဘာမှဘာမှခီးမရောက်သေးပါဘူးကျွန်တော်ဒီအစိုးရတွေတက်လာတော့ညာလဲပဲရေကောက်ပွဲကြီးပြီးသွားတော့ညာလဲပဲနိုင်ငံဟာဒီတိုင်းတုံရင်တုံရင်စင်ရွဲ့တွေနဲ့နေဦးမဲ့နိုင်ငံဖြစ်နေမှာဘာကြောင့်လဲကျွန်တော်အာကိုရမဲ့နိုင်ငံဆိုလို့ညညာစားမရှိဘူးကြည့်လိုက်ရင်အိန္ဒိယနော်တရုတ်ရုရှားပြီးသွားလို့ရှိရင်ကျွန်တော်ကာဇက်စတန်တို့လိုမျိုးတကယ်ဒီရုရှားအရှေ့ခြမ်းကနိုင်ငံတွေပေါ့ဗျာနော်အာဒီ မကောင်းလို့ရရှာအနောက်ချမ်းမအဲ့ဒီနိုင်ငံရရှာနဲ့ကန်နေတဲ့နိုင်ငံတွေနဲ့သွားပြီးဒီဈေးကွက်လောက်ကိုသွားကြည့်မျောနေလို့တော့မရဘူးကျွန်တော်တို့ကဒီကျွန်တော်တို့ဈေးကွက်ကတကဘာလုံးကိုမဖောက်နိုင်သေးတဲ့ကာလပတ်လုံးဟာဘလောက်ကြီးပဲစီးပွားရေးအာဂျန်နာရေးခြားတာခြားတာဘာမှလုပ်လို့မရပါဘူး။ဘာကြောင့်လဲအခုပြည်ခိုင်ဖြိုးနဲ့အတူတက်ပြည်ခိုင်ဖြိုးလက်တက်လာမှာပါ။ဂျန်နဲ့ပါတီလက်တက်လာအောင်ပါပါနော်။အဲဒီကျွန်တော်တို့တက်မတော့လဲ။အဲ့တော့ခတ်တာက သူတို့ကိုနိုင်ငံတကာအသိမှတ်ပြုမှုမှာစကားပြောတာနိုင်ငံတကာအသိမှတ်ပြုမှုမရရင်ကျွန်တော်တို့ဒီတန်တမာရေးရအဆင်မပြေနိုင်တန်တမာရေးရအဆင်မပြေနိုင်ဈေးကွက်စီးပွားရေးရလည်းလုံးဝအဆင်ပြေနိုင်ဈေးကွက်စီးပွားရေးမရလို့ရှိရင်နိုင်ငံပြန်တဲ့ထူထောင်မှုတွေဟာအများကြီးပြဿနာရှိလာပြီเนาะမိကုန်းထုတ်ဆရာဖြစ်လာအဲကြောင့်မို့လို့ဒီရွေးကောက်ပွဲနဲ့တက်လာတဲ့အဆိုရသည်အားကိုးလောက်တဲ့နိုင်ငံပြုပြင်ပြောင်းလဲပြန်လဲထူထောင်ရေးကိုဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်ကပြောလို့ရသွားပြီဗျာဒီဟာအဲ့တော့ စကားပြောတဲ့ခင်မဟုတ်ဘူးတဲ့ကျိုးဟိုင်းပေါ်ထိုးနေကြတာအဲ့တော့ဟုတ်ပြီခဏနေနော်ဥသိမ့်စိန်အစိုးရခစ်ကလို့ပြန်ဖြစ်လာမှလာပြတယ်ဥသိမ့်စိန်အစိုးရခစ်ကနိုင်ငံတကာအသိမဲ့ပြမှုရှိတယ်နော်အသိမဲ့ပြမှုအများကြီးရှိတယ်အဲ့ဒါမဲ့တော့ပြန်လဲပြီးတော့နိုင်ငံတကာပြန်ဖွင့်ပေးလာတိုင်းတာရှိတယ်အခုဖြစ်နေတဲ့ပုံစံကအခုဦးမေအောင်လိုင်းကျင်းပမဲ့ဒီရွေးကောက်ပွဲပေါ့ဒီရွေးကောက်ပွဲကိုအာဆီယံကလည်း ဘယ်လိုခေါ်မလဲဖလဲတကင်းမရှိတော့ဘူးအဲ့တော့ UN ကလည်းဖလဲတကင်းမရှိဘူးနော် UN ကလည်းပြီးရတဲ့ခေါက်ကဆိုလို့ရှိရင်ဒါ NLD ကိုသာတရားဝင်ဆွေးနွေးသတ်မှတ်ထားပြီးတော့ဂျန်တဲ့အခုတက်လာမဲ့အဆိုရနဲ့ဒီတရားဝင်မှုကြိုးပမ်းမှုတွေမှာအများကြီးအများကြီးစိန်ခေါ်မှုတွေချင်းဆန်အောင်မှာဖြစ်တယ်အဲ့တော့အဓိကဘာလို့လဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာနိုင်ငံရေးအဖြစ်တိုးတက်မှုမရှိသေးမြကာလပတ်လုံးနော်ဘယ်အဆိုရပဲတက်လာတက်လာဒီလိုပဲ လိန်ဖယ်လိန်ဖယ်နဲ့နိုင်ငံဟာငတ်ပြတ်နေဦးမှာပဲအဲဒါကြောင့်မို့လို့အခုပေါ့နော်တက်မတော်အနေနဲ့လည်းစည်ရေးအောင်မြင်မှုတွေအများကြီးရှိတာဒါမှန်ပါတယ်အဲဒါမှနိုင်ငံရေးအောင်မြင်မှုကြတာလုံးဝကိုမတွေ့ရပါဘူးနော်နှစ်ဖက်နေရာလူနေကြကမောင်းအောင်နဲ့ခံရတာပြည်သူတွေမှန်ပါလားအဲ့တော့အဓိကပြောချင်တာကတော့ တိမတ်ပြုမှုကအားနည်းနေပါတယ်။ဥမင်းအွန်လိုင်းကိုအတိမတ်ပြုမှုနဲ့เนาะတက်လာတဲ့အစိုးရဒီရွေးကောက်ပွဲကိုအတိမတ်ပြုမှုအားနည်းသမျှကာလပတ်လုံးကျွန်တော်တို့ရှေ့လျှောက်နိုင်ငံရေးအဖြစ်ဘလို့မှ၈၂နိုင်မှာမဟုတ်ပါဘူးခင်ဗျာเนาะမြန်မာနိုင်ငံကဒီမိုကရေစီတော်စုစကားတံကိုတဲ့အချားမခံရေးတာဗျာတဲ့နိုင်ငံရေးကဘလို့တိုးတက်မလဲကိုမောင်းတဲ့ ဲ့တော့နိုင်ငံရေးတိုးတက်ဖို့ဆိုတာနိုင်ငံနည်းမှာရှိတဲ့နိုင်ငံရေးအင်အားစုရဲ့အားလုံးရဲ့ဆန္ဒတွေနော်သူတို့တွေအားလုံးကိုစည်းရုံးနိုင်ဖို့လိုတယ်အစည်းရုံးနိုင်ဖို့ဆိုလို့ရှိရင်တော့ခက်တာကစည်းရုံးမှုကလည်းဘယ်လိုမှမရတာတွေကလည်းစကားပြောရမလို့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီခေါက်တော်လန်ရေးအင်တော်လန်ရေးအင်အားစုတွေအားလုံးကလည်းဘယ်လိုမှစစ်တမ်းနဲ့လည်းမပူးပေါင်းချင်ဘူးဟုတ်တယ်မလားအခုရွေးကောက်ပွဲလည်းခင်ဗျားတို့ဘယ်လိုမှပူးပေါင်းချင်မှာမဟုတ်ဘူးအဲ့တော့စစ်တပ်တခုတည်းအပြစ်လည်းတော့မဟုတ်တော့ဘူးဗျာခင်ဗျားတို့ကိုယ်တိုင်ကလည်း ီရွေးကောက်ပွဲလည်းမပူပေါင်းနိုင်ဥမင်းအောင်လည်းမပူပေါင်းနိုင်အဲ့တော့ဒီတွင်းနိုင်ငံအင်အားစုတွေအားလုံးနေပေါ့နော်အားလုံးကလည်းမပူပေါင်းနိုင်တဲ့အခါကျတော့ဘလို့နီးနေမှနိုင်ငံရေးအရရှစ်ဆက်တိုးနိုင်ဖို့ဟာမလွယ်ဘူးဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့တော့တစ်ဖက်တည်းအပြစ်မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကတော့မျောလင့်လာတာတစ်ခုရရှိတယ်ဗျဒီရွေးကောက်ပွဲပြီးလို့တက်လာတဲ့အစိုးရဒီနိုင်ငံရေးအဖြစ်တိုးတက်အောင်ဆောင်ရွက်နိုင်မဲ့ နော်ဆောင်ရွက်နိုင်မဲ့တော့လကောင်းပါဗျာနော်ဆောင်ရွက်ဖို့ကြိုးစားမဲ့အစိုးရတော့လိုချင်တယ်ဗျာအဲငါတကောကောပြီးတော့သိရမလားငါတကောကောပြီးတော့ငါလောက်တာမှမှန်တယ်ငါစုအဖွဲ့နဲ့ရှေ့ဆက်လို့ရတယ်နိုင်ငံအနေငယ်နဲ့ရှေ့ဆက်လို့ရပါတယ်ဆိုတော့ဥမင်းအွန်လိုင်းရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံကြီးတထွားတမိုက်ညံလို့ပဲကျွန်တော်ပြောရတော့မှာပဲနော်အဲ့ဒီစကားမျိုးတော့ဖြစ်စေခြင်းမလို့အဲ့လိုအဲ့လိုစကားမျိုးနဲ့တက်လာမဲ့အစိုးရမျိုးကျွန်တော်မလို့ခြင်းဘူးဗျာနော်အဲ့တော့ကဘာကိုတကားဖွင့်မယ်နိုင်ငံထူထောင်ရေးတွေထိစူးစမ်းမယ် နော်ကိုပြည်လူနိုင်ငံအင်အားစုတွေတိုးတက်အောင်ကြိုးစားမယ်ဟိုမိတ်ဆွေနိုင်ငံလေးအနေနဲ့ခီးဆက်လို့မရဘူးကဘာကြီးကညောင်းချင်းနေတယ်လို့ဝလုံးကောင်းထဲမှာလာမဟုတ်ဘူးဝလုံးကောင်းထဲကတာတဲ့လကဘာမှတုံးစားလို့မရအောင်အဲ့တော့အဲ့ဒီအတွေးခေါ်တော့ရှောင်မှုလို့တယ်တက်လာတဲ့အစိုးရတိုင်းဒီအကောင်းဆုံးကြိုးစားမှာပါလို့ဆိုရှင်ပြည်တွင်းနိုင်ငံရေးအကွဲပြဲတွေနိုင်ငံရေးအင်အားစုတွေအားလုံးစုစည်းနိုင်မှုကြိုးစားရမယ် နော်နိုင်ငံတကာတန်တမာရေးတွေဖွင့်ဖို့ကြိုးစားရမယ်ဈေးကွက်စီးပွားရေးဆက်လက်ဖွင့်ဖို့ကြိုးစားရမယ်အဓိကတော့ဒါတွေအားလုံးပွင့်ဖို့ဆိုလို့ရှိရင်ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကြားထဲမှာနိုင်ငံရေးအားဖြင့်တိုးတက်အောင်ကြိုးစားရမယ်အဲ့လိုကြိုးစားဖို့ဆိုလို့ရှိရင်အခုတော်လိုင်းရေးအင်အားစုတွေဟဲ့လားလက်နက်ကိုင်အင်အားစုတွေအပြီးတော့ရှိရင်အတိုက်ခံအင်အားစုတွေအားလုံးအားလုံးကိုဘယ်လိုမျိုးနိုင်ငံအတွက်နိုင်ငံရေးတိုးတက်ဖို့ကျွန်တော်ကြိုးစားကြမယ်ဆိုတော့အဓိက စူးစမ်းမဲ့အစိုးရမျိုးလိုအပ်ပါတယ်နော်ဦးမင်းအောင်လည်းမျိုးအာမိတ်ဆွေနိုင်ငံအနေငယ်နဲ့ခီးဆက်မဲ့ဆိုတော့အဲနိုင်ငံရေးကြေညာမှုတွေကတော့ဘလို့မှခီးရောက်မှာမဟုတ်ပါဘူးနော်အဲ့တော့တရုတ်ဖိအားနဲ့နယ်မြေတွေတဲ့ပြန်တောင်းနေတယ်ဘလို့မြန်မာတလဲကုန်မအောင်တဲ့တရုတ်ဖိအားနဲ့နယ်မြေနယ်မြေတွေပြန်တောင်းနေဆိုတာတနည်းအားဖြင့်ပေါ့နော်ဒီနယ်မြေတွေကစစ်တပ်အနေနဲ့နှစ်နည်းပဲရှိတယ်ပေါ့နော်အဲဒါမျိုးနည်းနဲ့ပြန်တောင်းမလားဒါမှမဟုတ်လို့ရှိရင်လည်း အဲစီရီနီယာပေါ့နော် hard power ဆိုတော့ဒီလက်နက်အင်အားအသုံးပြုပြီးတော့ပြန်သိမ်းမလားဆိုတော့နှစ်နည်းပဲရှိတယ်အဲ့တော့ဥမာပြစစ်တပ်ကသူ့လက်နက်အင်အားတွေအကုန်လုံးနဲ့စစ်အင်အားတွေအကုန်လုံးခုသုံးနိုင်တဲ့အခြေအနေရောက်သွားပြီ။ဒါကြောင့်လဲဆိုတော့သူ့မှာ man power ဆိုတော့စစ်အင်အားလည်းရသွားပြီ။အဲထို့အတူကျွန်တော်တို့အဲလက်နက်အင်အားလည်းရှိတယ်။နိုင်ငံတကာအင်အားလည်းရှိတဲ့ခါကျတော့နှစ်နည်းရှိတယ်ပေါ့ခင်ဗျားတို့ဒီအခုဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ယူတဲ့နေရာမှာလက်နက် ဖိအားနဲ့ပေါ့နော်လက်နက်ဒီ hard power ဖိအားနဲ့ပြန်ယူမယ်ဆိုရှင်မြို့ပြတ်မယ်ပြည်သူတွေမအားလုံးတွေမစစ်တပ်ကတော့မဖြစ်မနေပြန်ယူမှာပဲအဲ့လိုနီးနဲ့ပြန်ယူခြင်းကိုခင်ဗျားတို့ကြိုက်သလားဒါမှမဟုတ်ရှင်လဲဆန္ဒပြောသလိုပါဗျာနော်တရုတ်ရဲ့ဖိအားနဲ့ပြန်ယူတော့ကြိုက်သလားအဲ့နှစ်ခုကတော့ခင်ဗျားတို့ရွေးချယ်ရမယ်လမ်းဖြစ်တယ်အဲကျွန်တော်ကတော့ဖြစ်တန်ချင်းအစီအစဉ်အတရုတ်ဖိအားနဲ့ခုလိုမျိုးပြန်လဲရရှိတာလေးကိုတော့အပူကြီးကျင်းနေပါလေ။ဘာကြောင့်လဲဆိုလို့ရှိရင်ပြည်သူလူထုအသေးမခံစေချင်ဘူး။ဘာကြောင့်လဲဆိုရင်စစ်တပ်ကအခု ကဲရည်သားခင်ဗျားတို့တရုတ်ပြည်အနေနဲ့ပြန်မရဘူးဆိုလို့ရှိရင်စစ်တပ်ကလူစုတာနဲ့ကျဲတော့မှာလူစုတာနဲ့အခုစော်နေတာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးစစ်တပ်အတွက်လည်းမကောင်းပြည်သူအတွက်လည်းမကောင်းဒါပေမဲ့စစ်ရဲ့နေထိုင်ရုံကကျွန်တော်ဘာမှပြောလို့မရအောင်ခုကြည့်တန်ရာတွေဟိုမှာဘောလုံးကံမှုလူစုနဲ့မိုးကုတ်မှာဆိုလို့ရှိရင်ကျွန်တော်တရင်ချင်းရရှိခဲ့တယ်ဘောလုံးကံမှုလူစုနေတာမှန်တကယ်ကအဲ့တော့ဘောလုံးကံမှုလူစုရဲ့အချိန်မှာကျဲသွားတယ်ဗျာပါသွားပြန်ပြီနော်ဘာမှဆိုင်ညာမဆိုင်သူ့အတူခီးထွက်နေတဲ့ခီးသက်တင်ကားထုခံရပြန်တယ် အဲနောက်ထပ်ဟိုကရားပြည်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကြားသိရဆိုလို့ရှိရင်ဟိုစတားလင်းနဲ့သုံးတဲ့နေရာအမှသာသုံးကြတာပေါ့ဗျာလာသုံးတဲ့ခါမှာအဲဆူရကွာတေကြအများကြီးပဲအဲ့တော့ဒီလိုနီးနဲ့စစ်တပ်ကလည်းအခုဟာထုနေတယ်ဒါပေမဲ့ဒီပြည်သူလို့တော့ပြောတာပေါ့နော်ကျွန်တော်ပြည်သူဆိုတာအတိအကျတော့မသိချဘူးတော့ပါတော့လည်းပဲဒေသခံတွေပြောဆိုတာပြည်သူပေါ့ပြည်သူတွေဆိုတဲ့နေရာမှာလည်းအမျိုးမျိုးတော့ဟိုတန်နေရရှိမယ်ဆိုတော့ရှိလို့ရသေးတာပေါ့နော်အဲ့တော့ အဲခင်ဗျားတို့စနပြောသလိုစစ်တပ်ကတရုတ်ပြည်အားနဲ့တိန်းတော်ကြိုက်သလားဒါမှမဟုတ်ရှိရင်လည်းသူ့ရဲ့ man power တွေနော်ဒီလက်နက်အင်အား power တွေနဲ့တိန်းတော်ကြိုက်သလားအဲ့နှစ်ခုခင်ဗျားတို့ကြိုက်တာရွေးပေါ်လीနော်ကျွန်တော်ကတော့အခုတရုတ်ပြည်အားနဲ့ပြန်ရွေးတာလေးဟာဘာပဲဖြစ်ဖြစ်တော့အနာစာပေါ့နော်တတ်တာတယ်လို့ကျွန်တော်ကျွန်တော်ခံယူပါတယ်ခင်ဗျာနော်ဟုတ်ပြီတဲ့ အဲ့ပေါ်ဟိုခင်ဗျားတို့စမတယောက်ပြောရနော်ကိုကို007ပြောတယ်အဲ့ပေါ်ဒီလိုမျိုးစတဲ့ကမျိုးတွေကိုမကြောက်အောင်ထိမ့်ပေါ့ဗျာမကြောက်အောင်ထားပေါ့အခုကြောက်သွားမှဒီလိုမျိုးအဲလေရင်နေစင်အားတွေပြန်ပြီးတော့တိုက်ရတယ်ဆိုတာကတော့မကောင်းဘူးပေါ့ဗျာနော်အဲ့ဒါလည်းမှန်ပါတယ်ဒေါ်စုဘာပြောမယ်မသိဘူးဗျာတဲ့ဘာလို့စကားတန်တောင်မထွက်ပေးရတာလဲတဲ့အများစုကဒေါ်စု ထောက်ခံသူလေးတဲ့ ဟုတ်ပါတယ်ဒေါန်ဆန်းစုကြည်ကိုအခုတရားစီရင်မှုတွေเนาะတရားရင်ဆိုင်မှုတွေအားလုံးပွင့်လင်းမြင်သာမှုလည်းမရှိဘူးတကားပိတ်ပြီးတော့ကျင်းဟိုဘယ်လိုခေါ်မလဲဆိုတော့တရားစီရင်မှုချတယ်ဆိုတာလုံးဝလုံးဝတရားမျှတမှုမရှိပါဘူးလို့ပြောရမှာပါเนาะဘလို့အမိတ်မျိုးပဲချာချာဒါဟာတစ်ဖက်သက်တရားစီရင်မှုတာလင်းဖြစ်နေပါတယ်เนาะအခုသူ့ရဲ့တရားပွင့်လင်းပွင့်လင်းမြင်သာမှုမရှိခြင်းအားနံပါတ်1ချက်ပေါ့ဗျာเนาะအဲဒုတိယတစ်ချက်နေတဲ့ကတော့သူ့ရဲ့ဥပဒေအကျိုးဆောင်အနေနဲ့ကသူစိတ်ကြိုက် ဥပဒေကျိုးဆောင်ရရှိသင့်ပါတယ်နော်ပြီးတော့အဲစသဖြင့်တော့ပြည်သူလူထုအတွက်သိရှိမှုကလည်းအရင်အရေးကြီးတယ်လीနော်အဲ့တော့အခုလိုမျိုးဒေါအောင်ဆန်းစုကြည်ကိုတကားပိတ်ပြီးတော့တရားစီရင်နေတာဟာဆိုရင်တော့ကိုတရားကိုစီရင်ပြီးကိုစိတ်ကြိုက်လုပ်နေတာနဲ့သွားတူနေပါတယ်ခင်ဗျာနင်လားပြည်သူတွေပြည်သူတွေပဲမြေစာပင်ဖြစ်ရတာပဲဟုတ်ပါတယ်နော်ဦးမင်းအွန်လိုင်းကပြည်သူထမင်းစားဖြစ်ကျေးဇူးဆက်နေတာ စစ်တပ်ရဲ့မူဝါဒမပြောင်းသေးတဲ့ရုပ်ကဝယ်ဖြစ်မှာပါနော်နောက်ဆုံးတော့ကြန့်ခံရေးပဲနိုင်သွားမယ်လို့ပြောကြည့်ပါဗျာတဲ့အဲ့တော့ကျွန်တော်တို့ကလည်းသတင်းတွေကတော့ကြားသိထားတာပေါ့ဗျာနော်အဲ့တော့ကြန့်ခံရေးအနေနဲ့အခုမြန်မာနိုင်ငံအခုလက်ရှိရွေးကောက်ပွဲကအာခင်ဗျားတို့တရားရဂိုင်းနှုံညတ်တယ်လို့တော့ ကျွန်တော်တို့ပြောလို့တော့မရဘူးဗောဒါဘာပဲဖြစ်တော့ဒီလိုအခက်ခဲတွေအကြက်တဲတွေကြားတဲ့ကနေပြီးတော့အကျင်းပါတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့နားလည်မှုထားပေးရမလို့တော့ဖြစ်နေပါတယ်เนาะဘာကြောင့်လဲဆိုတော့အခုနိုင်ငံရေးသမားတွေအချင်းချင်းကြားထဲမှာလည်းတယောက်ကိုတယောက်ချောင်းနေရရှိတယ်ပါတီတွေအချင်းချင်းထဲမှာလည်းတယောက်ကိုတယောက်ချောင်းနေရရှိတယ်တစ်ဖွဲ့တည်းကိုတစ်ဖွဲ့ဥမာဖြစ်ပြ ဲဒါပါတီတစ်ခုကပါတီဝင်ကတခြားပါတီဝင်ကလည်းပါတီဝင်ထားတဲ့ရောင်းရောင်းတဲ့မလားအုပ်စုတွေအแทးထီကိုသတင်းအချက်အလက်တွေကိုနိုင်ပြီးတော့တယောက်ကိုတယောက်ဘလို့တွန်းချမယ်မြန်မာနိုင်ငံကြီးတော်တော်ကောက်ချက်ပါလေဗျာနော်တော်တော်ကောက်ချက်ပါလေတချို့ပါတီတွေကလည်းတယောက်ကိုနိုင်နေမှာတေချာနေပြီလေအော်ဘာကြောင့်မို့လို့သူများပါတီရဲ့ဟိုအတွင်းရေးတွေအထိလိုက်နိုင် နိုင်ပြီးတော့ဒီလိုဒီပါတီဝင်နေချင်းညမှာဘယ်လိုခေါ်မလဲဆိုတော့ကြောက်တွန်းမို့တို့ဖြုတ်ချဖို့လို့စူးစမ်းနေတဲ့ပါတီတွေရှိတယ် เนาะအဲ့ဒါကပါတီချင်းချင်းကြားထဲမှာဖြစ်နေတဲ့ပြဿနာအဲနောက်ထပ်ခုကပါလဲဆိုတဲ့ခါကျတော့အဲ့ဒီပါတီတွေထဲမှာပဲဝင်နေသောပါတီဝင်များသည်เนาะဘယ်လိုခေါ်မလဲကျွန်တော်တို့တရင်ယူနေတဲ့ပါတီတွေအနာဘိုင်းတွေလည်းရှိနေတတ်တယ်နော်အဲ့လိုမျိုးတွေဖြစ်နေတယ်အခုမြန်မာနိုင်ငံလက်ရှိဒီပါတီတွေကြားထဲမှာဖြစ်နေတာဟုတ်ရနော်ဥပမာပြဖြတ် ချခံရတဲ့ဒေါ်စန္နာမင်းတို့ရဲ့ဒီ NDF ပါတီဆိုလို့ရှိရင်လည်းသူတို့ပါတီဝင်ရဲ့8000ကျော်5000ဝန်းပြည့်ဘူးဆိုတာကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်ရဲ့သိရှိမှုကျွန်တော်ရဲ့ဒါသုံးသက်ချက်ရဆိုလို့ရှိရင်5000ဝန်းပြည့်ဆိုတာမဖြစ်နိုင်ဘူးပို့စပ်ပစ NDF ကဆက်လက်လွှတ်ထားလို့ရှိရင် ပြည်ခိုင်ဖြိုးထက်နှီးပါကိုပခုံးချင်းရှင်လာနိုင်မှာဖြစ်တယ်เนาะဘာကြောင့်လဲဆိုတော့ ကုန်လုံးက NDF ကိုအားလုံးဝိုင်းပုံပြီးတော့ပြည်သူဘက်ကရက်တီမဲ့ပေါ့ဗျာနော်ဆိုတော့ခံယူချက်နဲ့ဒီ NDF တို့ဘာလို့ဘက်ကိုဝင်သွားတာရှိရအဲ့တော့အင်အားတအားကိုကြီးတက်လာတယ်အင်အားတအားကြီးတက်လာတဲ့ခါကျတော့အခုလက်ရှိပထမဦးဆုံးရွေးကောက်ပွဲကအဲရွေးကောက်ပွဲကဒီလိုမျိုးပေါ့အဲတယောက်ကိုတယောက်ခြေထိုးခံမှုတွေတယောက်ကိုတယောက်စုံစမ်းစစ်ဆေးနေမှုတွေတယောက်ကိုတယောက်အတွင်းအတွင်းထဲမှာပတ်လဲရိုက်နေမှုတွေပေါင်းစုံတဲ့တပုတ်ဦးလိုလဲနေတဲ့ရွေးကောက်ပွဲမျိုး အဲပုံစံမျိုးမှာကျွန်တော်တို့တွေ့နေရပါတယ်ခင်ဗျာနော်ကိုမောင်းနဲ့ဘကိုးနောက်ပိုင်းစီရေးအချိန်လေးလည်းပြောပြပါပြောပြပါလားစီရေးအချိန်လေးကောင်းပါတယ်နော်စီရေးအချိန်လေးကောင်းတယ်ထိုးစစ်တွေပြန်စနေအောင်တွေ့ရတယ်ချိုးစခန်းကုန်းတွေပြန်ရတာရှိရယ်နော်ကျန်းဖုတ်ကနိုင်ငံရေးသမားအမေခံနဲ့စစ်ဘိုလ်ချုပ်တွေကညှစ်ပတ်နေတယ်လို့တဲ့ပြောလိုက်ပါတဲ့နော်အဲ့လိုကြီးလဲကျန်း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 နေဖွင့်ပြီးပါတီဆိုတာလူအများစုတွေဗျာနော်လူအများစုဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီတော့မျိုးပေါ့ ဟိုဘယ်ခေါ်မလဲ opposition research လို့ခေါ်တာပေါ့ဆိုလို့ချင်တာကနိုင်ငံတကာမှာဖြစ်တယ်ဖြစ်တာရှိတဲ့ကိစ္စမျိုးပါ နိုင်ငံတကာမှာဒီလိုပဲဗျာနော်ဒီကိုယ့်ရဲ့စန့်ချင်ကိုယ်နဲ့ရှင်ပြန်ရမယ်ပါတီကိုယ်စလဲလောင်းရဲ့အခြေအနေချက်လက်တွေကိုလိုက်နိုင်ရတာဟိုလိုက်နိုင်ပြီးတော့သူ campaign တခုအနေနဲ့လောက်ရတာအဲ့လိုမျိုးဖြစ်ရမျိုးပါဒီမိုကရေစီနိုင်ငံတွေမှာလည်းရှိသလိုအခုကျွန်တော်မြန်မာနိုင်ငံမှာလည်းဒါမျိုးတွေရှိနေတယ်ရှိတော့ ဲ့တော့ဟိုဟိုဘက်ပါတီမှာဘယ်သူကဘာလဲဘယ်သူကဘာလဲဆိုတာကိုအချက်လက်တွေလိုက်နိုင်နေတဲ့ဒီမျိုးနိုင်နိုင်ပြီးတော့ရှားတယ်ရှားပြီးတဲ့ခါမှာဒီကိုစလေလောင်းကိုရေချင်းမပြည့်အောင်လုပ်တယ်လုပ်ပြီးတော့သိရမလားကျွန်တော်တို့ဒါကြီးရောက်မပြည့်မိပါဘူးဆိုတဲ့ပုံစံမျိုးတွေနိုင်ငံရေးခြေထိုးခံမှုတွေပေါ့အဲနိုင်ငံရေးလှုပ်ကြံတက်ဖြတ်မှုတွေအများကြီးအများကြီးရှိနေတယ်ဒါနိုင်ငံတကာမှာဖြစ်တဲ့ကိစ္စဖြစ်တယ်မြန်မာပြည်မှာလည်းဖြစ်ဖို့ပြောရင်လည်းကျွန်တော်တို့က အဲကျွန်တော်ဘာဘာကြောင့်လဲဆိုတော့ဒါတွေကိုကျွန်တော်နိုင်ငံတကာအခင်းကျင်းနေတဲ့မြန်မာအခင်းကျင်းနေတဲ့ကျွန်တော်တို့ပုံစံတူယူပြီးတော့လေ့လာသုံးသပ်ကြည့်ရတာပါဒီ data ချက်လက်တွေပုံမှန်မူတည်ပြီးတော့လေနော် NLD ကနောက်တစ်ချိန်ကြာရင်တဲ့ပြန်ကောလာနိုင်သေးလားဗျာ NLD ပါတီနောက်တစ်ချိန်ပြန်လာနိုင်သေးလားဆိုတဲ့ခါကျတော့မဖြစ်နိုင်တော့ဘူးလေဘာကြောင့်လဲဆိုတော့ NLD ပါတီအနေနဲ့ပြန်လာနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာဘာကြောင့်လဲအမြေပေါ်မြေအောက်နိုင်ငံရေးကိုတပြိုင်တည်းလုပ်လို့မရအောင် ်ညီပေါ်မှာနေမှာလားညီအောက်မှာနေမှာလားပေါ့ဥမာပြည့်ဆိုလိုချင်တာလက်နက်ကင်လမ်းစဉ်နဲ့သွားမှာလားနိုင်ငံရေးလမ်းစဉ်နဲ့သွားမှာလားနိုင်ငံရေးလမ်းစဉ်ရောလက်နက်ကင်လမ်းစဉ်ရောနှစ်ဖက်စလုံးကင်လို့မရဘူးဘယ်ပါတီပဲဖြစ်ဖြစ်အဲ့တော့ရွေးချယ်ရမှာကဲဒီပေါ့နိုင်ငံရေးလမ်းစဉ်သွားမယ်ဟေ့ဆိုလို့ရှိရင်လက်နက်ကင်လမ်းစဉ်ကိုဆွလို့ရမှာဖြစ်တယ်လက်နက်ကင်လမ်းစဉ်ဆွလို့ပို့ဆိုလို့ရှိရင် NLD ပါတီနေနဲ့ဘာလို့မဆိုပထမဆုံးတစ်ချက်နေနဲ့ဒီလက်နက်ကင်များဒီပါတီနဲ့မသက်ဆိုင်ကြောင်းဆိုပြီးပါတီကလည်းအကုန်လုံးထုတ်ပယ်ပြရမှာဖြစ်တယ်ပြီးလို့ရှိရင်ထောင်ကျတဲ့သူတွေအားလုံးထုတ်ပယ်ပြရမှာဖြစ်တယ်ဒေါအောင်ဆန်းစုကြည်ပါပါသွားမှာဖြစ်တယ်နော် ဲ့တော့ NLD ပါတီအနေနဲ့ပြန်မလာနိုင်တာကပုံမှန်လင်းလင်းပြောရရင်တော့အဲစစ်တပ်ကြောင့်လည်းတော့မဟုတ်ပါဘူးเนาะဘယ်သူကြောင့်မှမဟုတ်ဘူး NLD ပါတီရဲ့ပါတီဝင်တွေရဲ့ပေါ့เนาะဟိုဗဟုကော်မတီတွေရဲ့ဆုံးဖြတ်ချက်တွေပါအဲ့တော့လက်နက်ကင်လန်းစင်နဲ့နိုင်ငံလန်းစင်ချိန်နဲ့လုံးမရဘူးအကြောင်းမလို့ NLD ပါတီပြန်လာဖို့မလွယ်တော့ပါဘူးဦးမေအောင်လည်းတမနာဖြစ်မလားသိစိတ်ဝင်ကောင်းလို့သိစိတ်ဝင်စားစရာကောင်းတဲ့မိကုံးပေါ့ဗျာเนาะ အဲသူတမနာဖြစ်မလားမဖြစ်ဘူးလားဆိုတာကကျွန်တော်တို့အခုချိန်မှာဘာမှပြောလို့မရပါဘူးเนาะအခုချိန်မှာဘာပြောတမနာဖြစ်မလားမဖြစ်မလားဆိုတာဆိုတော့ရှင်အခုချိန်မှာသူကယာယီတမနာဗျာเนาะအဲ့တော့ဆိုလို့ရှိရင်တော့တမနာဖြစ်နေပြီလေဗျာကျွန်တော်ကရှုံးနေပြီကျွန်တော်ကရှုံးနေပြီလို့ပြောပြတာအဲကြောင့်မလို့ခင်ဗျားတို့ကျွန်တော်လောင်းလာတာကျွန်တော်အခုဝင်ခံတာပါကျွန်တော်ရှုံးနေပါပြီเนาะတခါလောင်းတော့မမှတ်မိလားခင်ဗျားတို့ဥမင်းအွန်လိုင်းဟာ ခင်ဗျားတို့ကျွန်တော်တို့ဒီအာနာစထိန်တဲ့အချိန်မှာအဲကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်ပြောတော့ပါဗျာနော်ဒါလည်းခင်ဗျားဦးမင်းအောင်လာရပါတော့အာနာယူလို့သူကတမရသွားတောင်းတာတောင်းဆန်းစစ်ကြည့်မှာတဲ့တောင်းတဲ့ခမားတောင်းဆန်းစစ်ကြည့်ရမပေးဘူးတဲ့မပေးဟာဟာကျွန်တော်ရည်တာပေါ့ဖြစ်နိုင်လားမလို့တမနာရာသူကတခါတည်းဒီဘုကျုံစုံမင်းနှောင်းပြောတယ်ခင်ဗျားဘုကတမနာရာသူကဗျာတောင်းလို့ရတဲ့ရာမှမဟုတ်တာတဲ့ဟောအဲ့တမနာရာသူတောင်းလို့မရဘူး အဲ့ဒါနဲ့ပတ်သက်ဟုတ်တယ်ဟုတ်တာပဲဒါဥရိအကူကချက်ကြည့်တဲ့ခါမှလည်းမဟုတ်ဘူးလေတောင်းတော့တောင်းလို့မရအောင်အဲ့တော့ကျွန်တော်ကအဲဥမြောင်လိုက်ဘက်ကဗျ तू ကတမလာယူတာမဟုတ်ဘူးပေါ့နော်အဲ့တော့ပငယ်ချင်းနဲ့အားလုံးစမ်းကြည့်တာပေါ့နော်စမ်းကြည့်ပြီးကျွန်တော်ဒါဥရိအကူကလည်းပဲကြည့်တော့ဗျာနော်တင်းဟာရွေးကောက်ဝင်အောင်မပြီးသေးလောလောဆယ်လောလောဆယ်တမလာယူတမလာယူလာတဲ့အခါကျတော့ကျွန်တော်က တော့သူတမရယာဒူကျွန်တော်ပြောခဲ့ရလေသူတမရယာဒူသူတမရဖြစ်လို့ရှိရင်ဒါခင်ဗျားတို့မှန်တယ်ခင်ဗျားတို့မှန်တဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ကျွန်တော်ညီပိန်းလို့ကျွန်တော်ဘယ်တော့မှမခေါ်တော့ဘူးဆိုတဲ့စကားကိုကျွန်တော်ပြောခဲ့ရနော်ထို့တူပါဗျာနော်လောလောဆယ်ကျွန်တော်ကဘေထီဆိုတဲ့ကျွန်တော်ရှုံးပါပြီလေလောလောဆယ်သူကခင်ဗျားတို့ပြောသလိုပါဗျာနော်လောလောဆယ်အောင်မှာပဲယာယီတမရယူလာတဲ့ခါကျတော့ကျွန်တော်ရှုံးသွားဆိုကျွန်တော်ဘယ်တော့မှမခေါ်တော့ခင်ဗျားကြိုက်တာကျွန်တော်ခေါ်လို့ရတယ်နော်ခင်ဗျားကြိုက်တယ်လို့ပြောလို့ရတယ်အဲဒါမှမဟုတ်ကျွန်တော်ခင်ဗျားတို့ညီပိန်းလို့ဘယ်တော့မှမခေါ်တော့ပါဘူး အဲ့တော့တော်လိုက်အဒီပေါ့ဒီရွေးကောက်ပဲပြီးရင်သူတမရလုံးတမရလုံးလို့ဆိုကျွန်တော်ခွတ်ထုတ်ခွတ်လာထပ်ရှုံးတော့မှာဗျာနော်ဒါမဲ့လောလောဆယ်တဲ့ကျွန်တော်ရှုံးနေပါပြီသူကယာယီတမရယာလို့ယူသွားပြီလေနော်ကိုကျွန်တော်ရှုံးပါတယ်နော်ခင်ဗျားတို့ပြောသလိုပေါ့အဲဦးမင်းအွန်လိုင်းသူဒီခင်ဗျားတို့ပြောသလိုပဲကျွန်တော်ဝင်ခံရမယ့်ပုံစံဖြစ်သွားပါတယ်အနေဒီကပြည်သူရဲ့ရင်ထဲမှာအမြဲရှိနေတယ် ရှိနေပြီလားအဲ့တော့ NLD အပိထောက်ခံသူတွေတွေနဲ့ကတော့ NLD ပါတီဟာနာမည်ရှိပြီးသားတယောက်လေနာမည်ရှိပြီးသားပါတီတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ပါတီဟာအများကြီးရှိနေမှာပါခင်ဗျားကရင်ထဲမှာ NLD ရှိနေသေးတော့သူတို့ရှိနေမှာပါဗျာနော်ဒါပေမဲ့ NLD ပါတီပြန်တက်လာဖို့ဆိုလို့ရှိရင်တော့အဲဘယ်ကော UEC ကကန်တဲ့ဖြည့်ရှုံးမှုရရှိဖို့လိုတယ်ပါတီပြီးတော့ပါတီကလည်းလောက်ရမဲ့ကိစ္စတွေရှိတယ်ဆန္ဒလို့ပေါ့မြေပေါ်မြေအောက်နိုင်ငံကြီးကိုအပြိုင်နဲ့လုံလို့မရအောင်အဲ့တော့ကြောင့်မလို့ ရှိပြီးသားရှင်ပြီးသားဆိုလို့ရှိရင်လည်းပြန်ပြီးတော့ဆန်းစစ်ရမယ့်တိုင်းတိုင်းရှိသွားပြီပေါ့နော်ဒေါ်စုနဲ့ပြိုင်တော့တဲ့ဒေါ်စုရှုံးပြီးတဲ့ရှုံးပြီလေတဲ့ထောင်ထဲရောက်ပြီဦးမြောင်နိုင်ကဘာဖြစ်ချင်နေမှန်းကိုမသိတာဗျာတဲ့ပြည်သူရှိနေသည်များ NLD ရှိနေတယ်အေးပေါ့ခင်ဗျားတို့စိတ်ထဲကရှိနေ NLD ဆိုတော့ပါတီကိုတော့ကျွန်တော်တို့ကဘလုံးမှတော့နှုတ်လို့ရမှာမဟုတ်ဘူးလေနော် ဲ့တော့ရင်းထဲမှာရှိနေခွင့်ရှိတယ်ဒါပေမဲ့တော့ဥပဒေရောင်းရဥပဒေကြောင်းရပါတော့အာတီရှိဖို့ကြတော့ NLD ပါတီကိုယ်တိုင်လောက်အောင်ပါ။ဘာကြောင့်လဲရင်းထဲမှာရှိနေုံနဲ့မပြီးသေးဘူးဒါခံစားချက်။ဒါပေမဲ့ဥပဒေကြောင်းရရှိဖို့ဆိုလို့ရှိရင်တော့ဆောင်းလာပြောသလိုပေါ့မြေပေါ်မြေအောက်တပြိုင်တည်းလုပ်လို့မရပါဘူးနော်။အဲ့တော့ဒါဆန္ဒကျွန်တော်ပြောသွားဒီရွေးကောက်ပွဲပြီးသွားလို့ရှိရင်ကျွန်တော်မျော်လင့်တဲ့အစိုးရက ဥမင်း online လိုမျိုးမိတ်ဆွေနိုင်ငံအနေငယ်နဲ့ခီးဆက်မယ်ဆိုတော့ဆိုရပြမလို့ချင်ဘူးနော်။ဗာနိုင်ငံရေးအမြင်ကျင်းမြောင်းလုံးလဲ။နိုင်ငံရေးဟာလုတ်ပြီးရေးဆိုရှင်ပြန်လဲထူထောင်ရေးရောပဲ။အားလုံးအတွက်လုတ်ရမှာ။တစုတစ်ဖွဲ့နဲ့ငါတငယ်ချင်းအုပ်စုအတွက်အလုပ်လုပ်မယ်ဆိုငါမိသားစုအတွက်အလုပ်လုပ်မယ်ဆိုတော့ဖြစ်လို့မရဘူး။အဲ့တော့တက်လာတဲ့အစိုးရများသည်နိုင်ငံရေးကိုရင်ကြားစေလိုသောအစိုးရမျိုးဖြစ်ဖို့လိုတယ်။ဒါနံပါတ်၁ချက်ပေါ့နော်။နံပါတ်၂ချက်တန်တမန်ရေးကိုဦးစားပေးရမယ်။နော်။ပြီးတော့ရှင်စီးပွားရေး နလန်ပြထုနိုင်ဖို့ကြိုးစားတဲ့အစိုးရမျိုးဖြစ်ရမယ်။ဥက္ကဋ္ဌတို့ရည်မှန်းချက်တွေကောင်းတယ်။ဒါပေမဲ့သူတို့ရည်မှန်းချက်မှာလိုအပ်နေရပါလဲဆိုဆွမ်းနာပြောတဲ့တန်တမန်ရေးတန်တမန်ရေးအတိမတ်ပြုမှုကြတော့သူတို့ဘယ်လောက်ထိရမှာလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်။အဲ့တော့သူတို့ကကြိုးစားသလိုနိုင်ငံတကာကလည်းအတိမတ်ပြုလာမယ်ဟဲ့ဆိုရှင်ဈေးကွက်ကစီးပွားရေးဈေးကွက်ကပွင့်လာ။စီးပွားရေးဈေးကွက်တန်တမန်ဈေးတန်တမန်ရေးတွေပွင့်လာမှသာလျှင်နိုင်ငံတစ်ခုအနေနဲ့ပြန်လည်ထူထောင်ရေးကိုသွားနေကျွန်တော်နိုင်ငံကအခုစုပ်ပြတ်တက်နေတဲ့ဘဝကိုရောက်နေတာ။နော်ပြန်လည်ထူထောင်ရေးတွေရောက်ဖို့လိုအပ်နေတယ်။